ကျမရဲ့ဝယ်ယူသူတွေအခုမြင်တွေ့နေရတဲ့ဒါကွန်ကရစ်လမ်းမလေးနဲ့လည်းနှီးရယ်ပေါ့နော်မီးတိုင်လေးနဲ့လည်းနှီးရယ်နည်းနည်းချင်းဆိုင်မှာဆိုရင်လည်းအိမ်ကြီးရှိတယ်ပေါ့နော်အဲတကယ်လို့လူနေသမားဆိုလို့ရှိရင်ပေါ့နော်ကျမတို့လေ အိမ်ဆောက်တဲ့အခါကျလို့ရှိရင်မီးတစ်ခါလဲလှမ်းဆွဲလို့ရတဲ့အနေထားလေးဈေးနှုန်းလေးလည်းတော်တော်လေးတန်နေပေါ့နော်ကျမလေးဒီရောက်တဲ့အခါကျမလေးဈေးတောင်ပြောင်းကျင်စိတ်ရှိတယ်ပေါ့နော်ဒါပေမဲ့လည်းကျမတို့ပို့တင်ထားတဲ့အတိုင်းမျိုးပေါ့နော်ပို့တင်တော့ဆိုရင်တော့ဒီလိုင်းညာကျမတို့ကဒါအခုလိုမျိုးမခင်သေးဘူးမပြုတ်သေးဘူးပေါ့နော်ဒါပေမဲ့အခုဒါချက်ချင်းနဲ့ငင်းอยู่ဒါခင်းလိုက်တယ်လို့တော့ကလေးတွေကပြောတယ်ပေါ့နော်ကြံခဲ့တဲ့ရက်တစ်ပတ်လောက်တော့ကတော့လမ်းမခင်သေးဘူးလေအခုမှလမ်းခင်တာပေါ့နော်အဲ့တော့အခုကျမရောင်းချပေးမယ့်နေရာသည်ရန်ကုန်တိုင်းဒေသကြီးတောင်တကုံမြို့နယ်တလေး 6ရက်ွက်ဖြစ်တယ်ပေ40ပေ60စီဘင်အိုးဝင်စစ်ဆေးထားပြီးသားခြံကတ်ထားပြီးသားပါမစ်မြေအမျိုးအစားဖြစ်တယ်1998ခုလား99ခုလားမသိဘူးဗောနော်ထုတ်ပေးထားတာစီဘင်စရင်အိုးဝင်စရင်ဗောနော်တခါလေးရောက်တဲ့မြေွက်လေးပိုင်ဆိုင်မှုအရှုပ်ရှင်အကုန်လုံးကင်းရှင်းနေဗောနော်ကျမတို့ဝိုင်လန်းမှာဗောဗောနော်ပေ60မိန်းလန်းမှာဗောလေးမှာလည်းရတယ်မိတိုင်းနဲ့လည်းနေရဲကွန်ကရစ်လမ်းမနဲ့လည်းနေရဲတကယ်လို့နေသမားဆိုလို့ရှိရင်အိမ်မှာတခါလေးစောက်ပြီးတော့နေလို့ရတယ်ထားရောင်းသမားလေးတွေဝယ် เนาะဘာလို့ဆိုလဲထားပြီးတော့မှလေးစောင့်ပြီးတော့ရောင်းမှာဆိုဒီနေ့ကကလေးအမြတ်အစွန်းလေးတော်တော်လေးချက်မယ်နေရလိုမျိုးလေးပေါ့เนาะဒါကျွန်မတို့ကကြတော့အခုဒါပို့တင်ထားပြီးတဲ့ဈေးဒီတိုင်းကိုရောင်းပြီးပြတာ465သိန်းအ short တင်းမရှိဘူးเนาะတခွန်ဈေးလေးနဲ့ကျွန်မရောင်းပြီးပြတာဒီရက်ပိုင်းနားတဲ့ဧည့်သည်လေးတွေကများတယ်ပေါ့เนาะဧည့်သည်အစ်တတွေကိုပြောချင်တာပါဧည့်သည်အဟောင်းတွေတော့မဆိုလို့တော့ဘောเนาะဧည့်သည်အစ်တတွေကတော့ကျွန်မတို့ဒါဈေး short တင်းမရှိဘူးဆိုတော့ဝယ်ဧည့်သည်အဟောင်းတွေကတော့တိပြီးသားပေါ့ဝယ်နေကြဧည့်သည်တွေကလေဟာကျွန်မပို့တင်လိုက်တာနဲ့ဘယ်ဟာလေးဖယ်ပေးထားလိုက်ပါ ယ်နေ့ငွေလာချင်မယ်ဘယ်နေ့ငွေလွှဲပေးလိုက်မယ်အခုဘယ်လိုမျိုးငွေလွှဲပေးလိုက်မယ်အဲ့လိုမျိုးတွေပဲတချို့အခုနောက်မှဝင်လာတဲ့ဧည့်သည်တွေပေါ့နော်ဧည့်သည်တွေကလေဘလောက်မင်းမြဲလျှော့မလဲဘလောက်လေးမြဲလျှော့မလဲကျမတို့ရုံကလေရောင်းပေးနိုင်တဲ့ဈေးကိုတခါလေးပြောပြီးတော့တန်ရောင်းပေးတယ်ပေါ့နော်ဒီနေရာမှာလေအမျက်ငွေတွေအများကြီးပေါင်းပြီးတော့ကျမတို့ရောင်းနေရမဟုတ်ဘူးပြုနေရမဟုတ်ဘူးပေါ့နော်ကျမတနေ့တစ်ခွက်ထဲရောင်းနေရမဟုတ်ဘူးအကောက်ပေါင်းမြောက်များဆိုတော့ကျမတို့ရောင်းပေးရဖြစ်တဲ့အတွက်စီပင်အိုးဝင်စစ်ဆေးထားပြီးသားလဲရတယ်ခြံခတ်ထားပြီးသားလဲရတယ်ပိုင်ဆိုင်မှုအရှုပ်ရှင်အကုန်လုံးကင်းရှင်းတယ်ပေါ့နော်ငွေမောက်ကိုနိုင်နေတယ် မြေပြင်တည်နေရအောင်ကြိုက်တယ်ဆိုလို့ရှိရင်ဝယ်ယူသူတွေဝယ်ထားလို့ရတဲ့နေရာတွေကြီးပဲတကယ်လို့မြန်အရေးတကြီးကိုပြန်ရောင်းချင်တယ်ဆိုလို့ရှိရင်လည်းအချိန်မျိုးလာရောက်ရောင်းချနိုင်တယ်အဲ့လိုမျိုးမျိုးမဟုတ်ဘူးပေါ့နော်ကျမတို့ပေးတဲ့ဈေးကနည်းနေတယ်ကိုမှန်းထားတဲ့ဈေးမဟုတ်ဘူးဆိုလို့ရှိရင်လည်းစောင့်ပြီးတော့ရပြန်ပြီးပြန်ပြီးတော့ကျမတို့အကျိုးပြန်ဆောင်ပေးပေးတယ်ပေါ့နော်ဒါကြောင့်မလို့ဝယ်ယူသူတွေပေါ့နော်ဟိုဈေးလေးတွေမစစ်ကြပါနဲ့ကျမတို့လည်းဒါအကျိုးမြတ်တွေအများကြီးနဲ့ပေါ့နော်လုပ်ပေးနေတာမဟုတ်ဘူးအကျိုးဆောင်ကဝင်းကျင်တဲ့ကိုကျမတို့ရောင်းချပေးနေတာဆိုတဲ့ဟာကိုလည်းပြောကြခြင်းနဲ့အဲ့တော့ကျမအခုရောင်းချပေးတဲ့နေရာသည်ရ ရန်ကုန်တိုင်းဒေသကြီးတောင်တကုံမြို့နယ်တလေး6ရက်ကွယ်ပေ50ပေ60စီပင်အုံးဝင်စစ်ဆေးထားပြီးသားခြံခတ်ထားပြီးသားပါမစ်မြင့်မျိုးစားဖြစ်တဲ့ကျမတို့ရာမီဈေးနှုန်းဆိုလို့ရှိရင်တော့465သိန်းနဲ့ပါရှင်ပေါ့နော်တကယ်မြေပြင်ကိုချိန်မြတ်တ်ပြီးပေါ့နော်ငွေမောက်ကိုနိုင်နေပြီဆိုရင်တော့လာရောက်ဝယ်ယူနိုင်မယ်ပေါ့နော်ဝယ်နေချာဧည့်သည်နော်တကယ်လို့မြေ400တော်တော်နဲ့ဝယ်ဖို့စဉ်းစားနေလေအမဝယ်သင့်လားလို့မမေးနဲ့ငွေတန်းတစ်ခါလက်ပြီးတော့လာလွှဲလိုက်ပေါ့နော်ဝယ်ကိုဝယ်ထားတဲ့နေရလမ်းမဘောင်ပေါ်ကြီးမှလည်းရတယ်အခုလိုမျိုးကွန်က တဲ့လမ်းမလည်းလည်းနှီးတယ်မိတိုင်းလေးနဲ့လည်းနှီးတယ်နော်အဲ့တော့မြေပြင်ရဲ့တည်နေရာကိုတစ်ချက်လောက်လေးကြည့်ရှုပေးပါဦးရှင် အခုရက်နေကျမမျက်နှာစာပါနော်ဒီထဲကိုတက်တက်သွားမယ်ဆိုလို့ရှင်ဒါအထဲထဲမှာလည်းလူနေရက်ကွက်အပြည့်ပဲပေါ့နော်ဒီမှာဆိုလို့ရှင်အိမ်နေကြီးအိမ်လေးအိမ်လေးဒီမှာဆိုလို့ရှင်မီးရိုင်တစ်ခါရကြပြီကျမအခုရောင်မေးပြီးမှလေဒါလေးကျမတို့အရှိမျက်နှာစာနေထိုးနေလို့ပေါ့နော်ဒီအိမ်လေးရှိလိမ့်မယ်ဒီအိမ်လေးနဲ့မျက်နှာချင်းဆိုင်ကွက်ဒီမှာနော်ဆိုင်းပုတ်အပြာလေးမြင်နေရတယ်နော်ဒီမှာဆိုင်းပုတ်အပြာလေးမြင်နေရတယ်ဘေးကဆိုင်းပုတ်မျက်နှာစာဒီမှာဆိုင်းပုတ်ရှိဒီ main line မပေါ်မှာရောင်မေးပြီးပါပေါ့နော်အခုလိုမျိုးပေ60လမ်းမပေါ်မှာ465သိန်းနဲ့ပါရှင်ပေါ့နော်ကျမတို့လေ အဲကျမရဲ့ဝယ်ယူသူတွေပေါ့နော်တန်လာလေးရှိသေးလားဆိုလို့ရှိရင်လည်းပေါ့နော်ဒီထက်လေးပေါ့နော်ဈေးမှန်တဲ့အပိုင်ဆိုင်မှုမှန်တာနေရာကောင်းတာလည်းပေါ့နော်မရှိတော့ပါဘူးဆိုတဲ့ဟာပဲပေါ့နော်ကျမဒီနေရာကနေပြောနေတယ်အခုကျမရောင်းပေးပေးတာအခုလိုမျိုး main လမ်းမှာဘောင်ပေါ်ပေါ့နော်ပေ60ပေ60ကို465သိန်းနဲ့ပေ6ပေ60 main လမ်းမှာပေါ့နော် wide လမ်းမှာဒီမှာဆိုလို့ရှိရင်ကျမတို့ဒါ concrete လမ်းမှာဒီလမ်းမှာနေတက်တက်လေးဒီလိုမျိုးထွက်သွားမယ်ဆိုလို့ရှိရင်ဒါတင်မတို့ဟိုလှော်က main လမ်းမှာရောက်တာညနေစည်းဆိုတဲ့ဟာဒီနားလေးမှာတီးပြီးတော့ရှိရပါတော့နော်အရင်နှောင်းကတော့လေဒီ နားမှာညနေစည်းဆိုပြီးတော့ရှိတယ်ဗောနော်အခုရက်ပိုင်းတော့ကျမမတွေ့မိဘူးဗောနော်ကျမပဲမရောက်ဖြစ်တာလားဒါမှမဟုတ်ပဲဈေးချိန်မြဲကျမမလာမိရလားတော့မသိဘူးဗောနော်အရင်တော့ညနေစည်းညနေစည်းတလေး6ရက်ညနေစည်းဆိုတဲ့ဟာအခုဒီတိုက်ဖြစ်ဖြစ်ပြီးဒီနားမှာဗောနော်ဒီနားလေးမှာအဲ့ဒါညနေစည်းဟိုမှာမြင်နေရတဲ့အဲ့ဒါလေးဆိုလို့ရှိရင်အဲ့ဒါညနေစည်းနေရလေးဒီတဲလေးနေရလေးဆိုလို့ရှိရင်ဗောနော်အဲ့ဒါခါကျတော့ကျမအခုရောင်းပေးပေးတာဒီကျမတို့ဒါလိုမျိုးမီးတိုင်နဲ့လည်းနှီးတယ်ကွန်ကရစ်လမ်းမနဲ့လည်းနှီးတယ်ပြီး60မိန်းလမ်းမပေါ်လည်းရတယ်ဗောနော်ဈေးဆိုလို့ရှိရင်ကျမတို့460 25တိန်နဲ့မြေပြင်ထိကိုပြပေးပြပါမယ်ရှစ်ဝင်တဲ့လူတွေเนาะဒီနားလေးမှာလမ်းလေးတစ်ချက်ပြတ်တယ်ဗောနော်ဘာဖြစ်လို့ဆိုတော့ဒါမြောင်းတူးသမားတွေဆိုလို့ရှိရင်မြောင်းတစ်ခါတစ်ထည့်အတူတူဗောနော်ဒါကမိုးရင်းကြလို့ရှိရင်တော့ဒီဘက်ဘေးလေးရဝင်အခုကျမတို့ကဒီဘက်ဘေးရဝင်တာဗောနော်ဒီဘက်ဘေးလေးရဝင်ဝင်နှဲ့ဧည့်တယ်ဟိုဘက်ကလာမယ်ဆိုလို့ရှိရင်တော့သူကဒါလိုက်ကိုဒူးယူပောက်တဲ့လမ်းဗောနော်ကျမတို့ဒါမြေပုံလေးကိုလည်းပြပေးပေးမယ်ရှစ်ဒါလေကျမမြေခွက်ရှိရဲ့နေရာကိုရောက်ပြီဗောနော်ဒီမှာတော့မြေခွက်เนาะ လမ်းကိုကျွန်မပြန်ပြမယ်ကျွန်မမတက်ရက်ဒီနားလေးမှာရက်တယ်ဒီနားလေးကနေပြီးတော့ကျွန်မတို့ဒီလိုမျိုးလေးလာကျွန်မတို့ဖျားလေးရှိတယ်ဆိုတော့အမီဘွက်ကလေးလေဒီမှာဆိုလို့ရှိရင်မျိုးစုကြီးဖျားလေးရှိတယ်ဒါကတော့လမ်းပေါ့နော်ဒီလမ်းကကျွန်တော်တို့အတွင်းထဲထိကိုဝင်သွားလို့ရဒီလမ်းကနေတောက်လျှောက်ကလည်းကျွန်မတို့ဒါလှော်ကားလမ်းထိကိုဒူးယူပောက်ပြီးတော့ထွက်သွားလို့ရတယ်ပေါ့နော်အခုရောင်းပေးပြီးတာကျွန်တော်တို့ဒီ main လမ်းမပေါ်မှာရောင်းပေးပြီးဒီ P60 လမ်းမပေါ်မှာဒီမျိုးဘွက်ကလေးကိုရောင်းပေးပြီးတာပါရှင်နော်ဆွာလိုက်တာဒီကလေးလေးအောက်ကျမှာ ခေါ်လိုက်တာကျွန်တော်ဟူပါကလေးကနေပြပေးပေးမယ်သူတို့တွေကကျွန်မကိုဟောင်းနေအနောက်သူတို့တွေအနောက်ရှက်ဖြစ်မှာဆိုလို့ပါကလေးတွေလန့်နေလေဖြစ်ပါ ကဲဒီဟာဆိုလို့ရှိရင်တော့ဒီဘဘေးလေးကနေပြီးတော့ရိုက်ပြပေးတာပါရှင့်ဒီမှာနော်ဒီကွက်ကိုကျွန်တော်တို့ဒီလိုမျိုးထင်းထင်းလေးလေးမြင်ရတယ်ဒီလိုမျိုးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကပေ40ဒီလိုမျိုးအရှိဆိုလို့ရှိရင်တော့ကျွန်တော်တို့ကပေ60ဒီကျွန်တော်တို့ကွန်ကရစ်ခင်းထားတဲ့လမ်းအနေဒါလိုက်ကိုထွက်မယ်ဆိုရင်တော့လော်ကားလမ်းမရောက်တဲ့အနောက်မှာဆိုလို့ရှိရင်တော့အခုလိုမျိုးအိမ်ကြီးအပြည့်ရှိတယ်နော်ဒါကျွန်မဘာလို့လူနေလို့ရတယ်မီးဆွဲလို့ရလဲဆိုတဲ့ဟာပြောအနောက်မှာဆိုလို့ရှိရင်တော့ဒီမှာမီးရိုက်တခါလဲဆိုရင်မကလေးလေးတောင်ချင်းခတ်နေတယ်အနောက်မှာဆိုလို့ရှိရင်လည်းအခုလိုမျိုးအိမ်ကြီးအိမ်ကောင်းနေနော်ဒီမှာနော်တိုင်းအိမ်ကြီးအပြည့်ပဲအနောက် ထဲမှာဆိုလို့ရှိရင်ဒါတော့ဟိုးလုံးမေးကနေနေကြတဲ့အိမ်ပေါ့နော်အဲ့လိုပုံစံမျိုးရက်ွက်ပေါ့နော်လူနေရက်ွက်ပါရှင်ပေါ့နော်အားကြောင့်မို့လူနေရက်ွက်နဲ့နေတဲ့နေရာကိုလိုချင်တာပြီးတဲ့ခါကျမင်းလမ်းမဘောင်ပေါ်လေးလိုချင်တာလမ်းချိုးတို့လမ်းသွယ်တို့မဟုတ်ဘဲနဲ့ပေါ့နော်လမ်းမပေါ်လိုချင်တာဆိုလို့ရှိရင်ဒီမြေကွက်ကလေးနယ်ပေါ့နော်ကျမတို့ဒါ3900မပြည့်ပဲပေါ့ပေါ့နော်3400ကျော်ကျော်465ဒိန်းနဲ့ခုလိုမျိုးပေ40ပေ60ကိုလည်းရတယ်မင်းမင်းလမ်းမရဲ့ဒဲဈေးပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဒီကွန်ကရစ်လမ်းမကြီးရဲ့ဒဲဈေးသူ့ရဲ့မျက်နှာစာလမ်းမဆိုလို့ရှိရင်လည်းဒါပေ60လမ်း ်းမဖြစ်တယ်ဝိုင်းလမ်းမလို့လည်းခေါ်တယ်ပေါ့နော်လူနေအိမ်တွေနဲ့လည်းနှီးတယ်မိတိုင်းနဲ့လည်းနှီးတယ်ဒီထက်ကောင်းတဲ့နေရာဆိုလို့ရှိရင်တော့မရှိတော့ဒါအလှဲ့ဆိုလို့ရှိရင်နော်သမီးလေးအလှဲ့ အနောက်မြောက်ဖက်လှည့်လေးကြတယ်အိမ်နံပါတ်ပေါင်းခြင်းဆိုလို့ရှိရင်တော့ကျမတို့ရှစ်ကနန်းလေးကြပါတယ်ရှင်ပေါ့နော်ကျမရဲ့ဝယ်ယူသူတွေပေါ့နော်အာသာချက်မျိုးစုံစွာတွေရပေါ့နော်ဒီမြေခွက်ကလေးကိုကျမဒါအခုဒါရိုက်ပေးပေးလိုက်ပါတယ်ရှင်ကျမတို့လမ်းညွန်လေးတွေမိတာလမ်းညွန်လေးတွေတောင်းတာပေါ့နော်နေရတော်တော်ကြီးကိုကောင်းပါတယ်တကယ်မြေပြင်မှာလာပြီးတော့ကြည့်ပြီးတော့လာဝယ်ယူပါဆိုတဲ့ဟာကိုတိုက်တွန်းတယ်ပေါ့နော်မီးတိုင်းနဲ့လည်းနီးတယ်ကွန်ကရစ်လမ်းမနဲ့လည်းနီးတယ်လူနေအိမ်တွေလည်းမျက်နှာချင်းဆိုင်ရတယ်ပေါ့နော်ကိုကတကယ်လို့လေဒီလိုမျိုးသိန်း၄၀၀ကျော်ကျော်ပတ်စံရှိ ှိတဲ့လူတွေပေါ့နော်။အာဟိုပြန်မရောင်းဖြစ်လို့ထားထားမယ်ဆိုလို့ရှိရင်တော့ခုလိုမျိုး main line မှာဘောင်ပေါ်လေးကိုရတယ်ပေါ့နော်။ပေ60ပေ60ပိုင်ဆိုင်မှုမှန်ကန်တာအရှုပ်ရှိအကုန်လုံးကင်းရှင်းတာပေါ့နော်။ဒီလိုမျိုးလေးရတယ်။ကျမတို့တလီ6ရက်ွက်ကအားသာချက်ကကြတော့ပေါ့နော်။လူမေအိမ်လေးတွေအပြည့်ရှိတယ်ပေါ့နော်။အနောက်မှာဆိုလို့ရှိရင်တော့ဒါကတော့ကျမတို့ရဲ့နောင်တက်လာမဲ့မျိုးဆက်တစ်ကလေးတွေဘောလုံးကန်နေတာဖြစ်တဲ့အတွက်ကိုအတန်လေးတွေပါလာခွင့်လို့ပေးပါရှင်ပေါ့နော်။အတန်လေးတွေပါနေကြလာခွင့်လို့ပေးပါရှင်။ ။ဒါတော့အနောက်ကအိတ်လေးတွေပေါ့။ဒီတိလေးချောင်းမှာဆိုခုလိုမျိုးလေးအိမ်ကြီးအိမ်ကောင်းလေးရှိအဒီဟာဆိုလို့ရှိရင်ကျွန်တော်တို့ဒါဝိုင်နမ်းမပေါ်ဒီမှာစောက်ထားတဲ့အိမ်လေးနော်ဒီမှာလှမ်းပြီးမြင်နေရတာပေါ့နော်ကျွန်တော်တို့ဒါအိမ်လေးတွေလည်းလည်းအပြည့်ရှိရယ်ပေါ့နော် ပြောရမယ်ဆိုလို့ရှိရင်ဒီ main land မှာလေဒီဘက်ကိုထီကိုပေါ့နော်ကေတုမဒီ main land မှာထီကိုဒီ line ရဓာတ်လိုက်ကိုဒူးရောပောက်ပြီးတော့ထွက်သွားတဲ့ line ပေါ့နော်ပြောရမယ်ဆိုအတွင်းကျမတို့ကရက်ွက်လမ်းကျဲပေါ့နော်ဒီရက်ွက်တစ်ခုလုံးရဲ့အတွင်းလမ်းကျဲလို့တော့ပြောလို့ရတယ် main land မှာပေါ့နော်ဒါဒီပေ60လမ်းသူ့အရှိရဲ့လမ်းဆိုလို့ရှိရင်ဒါပေ80လမ်းဒီရက်ွက်မှာဆိုလို့ရှိရင်ဒီနှစ်လမ်းအကျယ်ဆုံးဒီနှစ်လမ်းကလမ်းအရှိဆုံးကျမပြောချင်တာပေါ့နော်ဘာဖြစ်ဆိုဒီကနေပြီးတော့ပဲ channel မြေကွက်တွေမြေကွက်တွေကျမတို့ဆက်ပြီးကြာဒီမြေကွက်ကအားသာချက်ကအခုလိုမျိုးလမ်းထ ထိတ်လေးနဲ့နီးတာပေါ့နော်ကွန်ကရစ်လမ်းမလေးနဲ့နီးတယ်ဆိုတော့အားသာချက်လေးပါရှင်ပေါ့နော်အိမ်နံပါတ်ပေါင်းခြင်း၈ခန်းကြာတယ်အဲအနောက်မြောက်ဖက်အလှည့်လေးကြာတယ်ပေါ့နော်ဈေးနှုန်းဆိုလို့ရှင်တော့465သိန်းပါရှင်စိုးအောင်မလုံမချင်းရောင်းထွက်သွားပါသေးမရေမချင်းဝယ်ယူထားဖို့တိုက်တွန်းပါတယ်ရှင်ပေါ့နော်ကျမရဲ့ဝယ်ယူသူတွေမှားယွင်းမှုပေါ့နော်လိုအပ်ချက်မရှိတာကိုလိုချင်တယ်ဆိုလို့ရှင်တော့အခုဒီမြေကွက်ကလေးကိုလည်းပဲကျမတိုက်တွန်းပေးပါရစေရှင်ပေါ့နော်400ကျော်ကျော်လေးနဲ့465သိန်းနဲ့ဒီလိုနေရာမျိုးကိုရတာပေါ့နော်အားကြောင့်မလို့ကျမတို့ဒါလေးကိုတော့ အဲမြင်လိုက်ပြီကျမလေးဝယ်နေချမ်းဧည့်တယ်ရင်နော်တကယ်လို့မြတ်400ကျော်ကျော်လေး900ဝင်ချင်းစောင့်နေရဲ့ဆိုရင်တော့ဒီမြေကွက်လေးယူထားဆိုတဲ့ဟာလေပြောကြခြင်းပါတယ်ရှင့် ကျမဒါမြေပုံလေးပြပေးပြအရင်ဆုံးကျမဆက်နမတ်တက်ရက်နဲ့ဒီလမ်းမကွန်ကရစ်လမ်းမပေါ်ရက်နာပေါ့နော်ဒါဖျားရှိတာဒီဝင်းဒီပြပြဝင်းပေါ့နော်ဒီကွန်ကရစ်လမ်းမလေးဒီကွန်ကရစ်လမ်းမလေးကနေဒီလိုမျိုးထွက်သွားမယ်ဆိုလို့ရှိရင်ဒါလှော်ကားလမ်းမပေါ့နော်ဒီလိုမျိုးသူကဒီလိုမျိုးချိုးပြီးတော့ဒီလိုမျိုးထွက်သွားတာဒါကတော့လှော်ကား main လမ်းမကြီးပေါ့နော်ဒီမြေခွက်ဆိုလို့ရှိရင်လည်းဒီလှော်ကားနေဝင်မယ်ဆိုရင်လည်းသူကဒီလိုမျိုးလေးဝင်လာလဲလို့ရတယ်ပေါ့နော်အဲ့တော့ဒီလမ်းမဆိုကျမဒီကေတုမတီလမ်းဆိုဒီလမ်းကိုပြောတာဒီမြေခွက်ကဒီလိုမျိုးတောက်လျှောက်ကိုဒိုးယူပေါက်တာအတွင်းလမ်းကျဲဆိုတာဒီလမ်းကိုပြောတာသူကပေ60 main လမ်းမကြီးပေါ့နော်သူ့အရှိမဆိုလို့ရှိရင် လိုမျိုးပေ80လမ်းမကြီးဆိုတာတစ်ခုရှိသေးတယ်ပေါ့နော်ဝိုင်းလမ်းမဆိုတဲ့ဟာဒီဝိုင်းလမ်းမဒါကတော့ကျမတို့ကဝိုင်းလေးပေါ့နော်ဒီမြေကွက်ကလေးကျမရောင်းပေးပေးတယ်ဒီဟာကတော့ကျမတို့ကလူနေရက်ကွက်အခုဒါကလေးလေးတွေစောင့်နေရဲဆိုတဲ့နိုင်ရပေါ့နော်အဲ့တော့ကျမရောင်းပေးပေးတာအခုလိုမျိုးကွန်ကရစ်လမ်းမနဲ့ကြည့်မယ်ဆိုလေ၄၅ကွက်မြောက်ကျမတို့ဒီလူနေရက်ကွက်နဲ့ကြည့်မယ်ဆိုလို့ရှိရင်လေဒါမြင်တဲ့ချင်းဆိုင်လေးကိုမြင်နေရတယ်ပေါ့နော်မီးတိုင်လေးတွေနဲ့နေတယ်ပေါ့နော်ဒီမြေကွက်ကလေးဆိုလို့ရှိရင်ပေါ့ဒါက465သိန်းနဲ့ရတာပါရှင့်ကျမတို့စိုးအောင်မလုပ် မချင်းရောင်းထွက်သွားပါသေးမရေးမချေဝယ်ယူလို့ ့ရပါလမ်းအရှိကြီးပဲเนาะလမ်းအကျယ်ကြီးပဲရှင်လမ်းပြတ်နေခြင်းပြုတ်နေခြင်းမရှိဘူးပေါ့เนาะသူ့ရဲ့လမ်းအဝင်လေးမှာပဲတစ်ချက်ပဲပေါ့เนาะကျမတို့ဒါမြောင်းတူးထားတာဖြစ်နေတဲ့အတွက်ဟိုဘက်ဒီဘက်မြောင်းတူးတယ်လေမြောင်းတူးထားတာဖြစ်နေတဲ့အတွက်ကိုသူ့ရဲ့လမ်းဝင်လေးပဲကျမဘေးလေးကနေဝင်လာတယ်ပေါ့เนาะအခုကျမရံဝေးပြီးတာဒီမြေကွက်ကလေးပါရှင်ပေါ့เนาะတိုက်ဆိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ဝယ်ယူပေးပါဦးရှင် မခုရောင်းချပေးလိုက်တဲ့နေရာသည်ရန်ကုန်တိုင်းဒေသကြီးတောင်တကုန်မြို့နယ်တလေး6ရပ်ကွက်ဖြစ်တဲ့ပေ60ပေ60စီမင်းအိုးဆစ်ဆေးထားပြီးသားချန်ခတ်ထားပြီးသားပါမစ်မြေမျိုးစားဖြစ်တဲ့1996ခုလား6ခုလား 68ခုနှစ်ထုတ်ပေးထားတဲ့မြေကွက်ကလေးဖြစ်တယ်ပေါ့နော်လူနေထိုင်ခွင့်အင်အားဆောက်လုပ်ခွင့်တခါတည်းကြာပြီးတာပါရှင်ပေါ့နော်တချို့နားမလည်တဲ့လူတွေပေါ့နော်ပါမစ်မြေကဘာလဲဆိုပြီးတော့မေးကြတယ်ပေါ့နော်ဒါမမှားပါဘူးကျမတို့ရန်ကုန်တိုင်းမှာဆိုလို့ရှိရင်များသောစုချပေးတာပါမစ်မြေရှိမယ်၊ကယံမြေရှိမယ်၊ဘိုးဘွားပိုင်မြေရှိမယ်ပေါ့နော်ဘိုးဘွားပိုင်မြေဒီပေါ့နော်ဘိုးစင်ပေါင်ဆက်ပိုင်လာတဲ့မြေမျိုးစားဘိုးဘွားပိုင်မြေကျမတို့ကပါမစ်မြေကိုအပ်ပြီးတဲ့အခါကျမှအနှစ်60ကယံမြေဆိုတာထွက်လာတာပေါ့နော်အဲ့တော့ကျမတို့ရန်ကုန်မြို့မှာအများအဆုံးချပေးထားတဲ့မြေ မျိုးစားတည်ပါမစ်မြေမျိုးစားပါရှင်မနော်အိညာဆောင်လုပ်ခွင့်လူနေထိုင်ခွင့်တခါလဲကြာထားပြီးသားမြေမျိုးစားတွေပါဆိုတဲ့ဟာကိုလည်းပြောကြားချင်ပါတယ်ရှင်မနော်ကျမတို့ CBO ဝင်စစ်ဆေးထားပြီးသားအရှုပ်အရှင်းအကုန်လုံးကင်းရှင်းပါတယ်ရှင်မနော်ကျမတို့ဒီဟာရောင်းပေးလိုက်တာ460 65သိန်းနဲ့ပေ40ပေ60ပါရှင်ရုံကန်းတီနေရဆိုရင်တော့တောင်တပုံမျိုးနဲ့25ရက်ကွယ်ပလဲရတနာလမ်းမပေါ်မှာပါရှင်မနော်ပြည်တော်စုပန်းချံရှိမှာပလဲရတနာလမ်းဆိုတာရှိရယ်ဝင်ဝင်လာပြီးချင်းငါးတိုင်းမြပြည်တော်စု ပန်းချံရှိမှာပဲပေါ့နော်ပြည်တော်စုပန်းချံကားမှတ်တိုင်ဆိုတာရှိကားမှတ်တိုင်ရဲ့ဘေးမှာပလဲရတနာလမ်းရှိပါချင်းဝင်ဝင်လာပြီးချင်းနေပါချင်းလမ်းထိပ်လေးမှာပါပဲပေါ့နော်ကျမတို့ရုံဖွင့်ချိန်မနက်9:00နိုင်ရနေညနေ9:00နိုင်ပါရှင်ပါနော်ကျမတို့ဆက်သွယ်မယ်ဆိုရင်တော့09 3932 3232 008 688ကိုဆက်သွယ်နိုင်ပါတယ်9:00နိုင်နောက်ပိုင်းလေးမြန်ဖုန်းပိတ်ခဲ့တယ်ဆိုလို့ရှိရင်တော့ page ကမက်ဆန်ဂျာမှာဆက်သွယ်ပေးပါပေါ့နော်ကျမတို့ဒါဆိုးအောင်မလုပ်မချင်းရောက်ထွက်ပါသွားပါသည်မရေးမချင်းဝယ်ယူထားလို့ရပါတယ်ရှင်ကျမရဲ့ပေါ့နော်ဝယ်ထားတဲ့ပေါ့နော်ဧည့်သည်တွေပေါ့တကယ်လို့ ုမျိုးအယောင်ပြန်အပ်ချင်တယ်ပေါ့နော်ကျမတို့ပြန်ပြီးတော့ယောင်ချင်တယ်ဆိုရင်တော့ပိုင်ဆိုင်မှုစာရွက်စာတယ်တကောဝယူလာပြီးတော့ကျမတို့ရုံးဝယ်မှာလာရောက်ယောင်ချနိုင်ပါတယ်ပေါ့နော်ကျမတို့ပေးတဲ့ဈေးကိုကြိုက်ညက်တတ်တယ်ဆိုရင်တော့တခါလေယောင်ချသွားပါကျမတို့ပေးတဲ့ဈေးကိုကြိုက်ညက်မတတ်ဘူးမိမိကိုယ်တိုင်ကဈေးပို့လိုချင်တယ်ဈေးပို့ခေါ်ချင်တယ်ဆိုလို့ရှိရင်တော့စောင့်ပြီးတော့ယောင်ပါဆိုတဲ့ဟာကိုလည်းပြောကြချင်ပါတယ်ရှင်ကျမစီကဝယ်မှာယောင်မှာမဟုတ်ပါဘူးပြင်ပဧည့်သည်စာရွက်စာတန်းစစ်ဆေးချင်တာတရင်စာကြော်ညာထည့်ချင်တာစီပင်အုံးဝင်စစ်ဆေးချင်တာခရင်အမိပေါက်ဖောက်ချင်တာဆိုလို့ရှိရင်တော့ကျမတို့89ပဲလေးအင်ချင်ပြီနဲ့လာရောက်အဲ တိုက်မြင့်ဆွေးနွေးနိုင်ပါတယ်ဆိုတဲ့ဟာလည်းပြောကြားချင်ပါတယ်ရှင်ဝယ်ယူသူများအလုံးရောင်းချသူများအလုံးလုပ်ငန်းသူများအလုံးပြည်စင်နေတိုင်းအောင်မြင်တိုးတက်ပါစေလို့ကျမတို့ EDI ဘက်လင်မိသားစုကနေဆုတောင်းပေးပါတယ်ရှင်မလို့နေဟာလေးတော်တော်ကောင်းလိုက်တာကျမလည်းမြေပြင်ရောက်တဲ့ခါကျမှလည်းဟာဒီလောက်လှနေရတာခလေးတွေပြောတာပေါ့နော်ကြံခဲ့တဲ့တစ်ဖက်ကတော့မှဒီလိုမျိုးကျမတို့ဒါလမ်းတွေပါတယ်ခင်းထားတာပြုထားတာမရှိဘူးနော်အခုမှဒါလမ်းလေးခင်းထားဆိုတဲ့ခါကျကျမဈေးပြောင်းခြင်းစိတ်တွေအပေါက်တယ်ပေါ့နော်ဒါပေမဲ့လည်းဒီဈေးပါပဲကျမပို့တင်ထားတာ465သိန်းနဲ့ဖြစ်တဲ့အတွက်ကိုလည်း465သိန်းပါပဲဆိုတဲ့ဟာကိုလည်းပြောကြားချက်လည်းဝ ဲယူသူတွေအရန်အားသာတယ်ဒီမီကွက်လေးတော်တော်ကြီးနေရကောင်းတယ်ကျမတော်တော်ကြိုက်တယ်ပြောချလိုက်မယ်ကြိုက်ရင်အမယူလိုက်ပါလားဆိုတဲ့ခါကျတော့ကျမတို့လေဗီဒီယိုဖိုင်တင်ပြီးဆိုတဲ့ကိုကပေါ့နော် ပိုပြောရမယ်ဆိုလို့ရှိရင်အဲ့တည်းရေနဲ့ကျမတို့နဲ့ဈေးပြက်ပြီပေါ့နော်ဒီဈေးဒီဈေးရောင်းနိုင်တယ်ဒီဈေးဒီဈေးအဆင်ပြေတယ်ဆိုတော့ကွာဆံရံငွေတစ်စိတ်တစ်ပိုင်းထည့်ပေးထားပြီးသားဗီဒီယိုဖိုင်တင်ပြီးဆိုတော့ကွာအဲ့တည်းယူယူမီယူကျမတို့ကိုယ်တိုင်ငွေပုံချပြီးတော့ယူပေးတဲ့ကွက်တွေဒီနေရာမှာမှကျမတို့အခုဒီတပတ်တွင်းဒီနှစ်ပတ်တွင်းဒီမြေကွက်တွေရောင်းနေတကယ်တကယ်မြေကျမတို့ကကြံသွားမဲ့အကွက်ကလေးတွေဖြစ်တဲ့စိုးအောင်မဖြစ်သွားဆိုကျမတို့ကိုယ်တိုင်ငွေချပြီးတော့အကုန်ပြန်သိမ်းတာကျမတို့ရုံကန်းမှာပေါ့နော်ပြန်ပြပြီးတော့ကျမတို့ရောင်းနေဒါမဲ့အဲ့အချိန်ကျတော့ကျမတို့ဒီဈေးပဲရအောင်မလဲပေါ့နော်ကျမတို့ငွေထုတ်ပေးတာဖြစ်နေတဲ့အတွက် ိုငွေရင်းရတာဖြစ်နေတဲ့အတွက်ကိုတော့ဒီထက်ငွေတွေထပ်ပြီးတော့ပေါ့နော်အကျိုးဆောင်ငါလေးတွေထပ်ပေါင်းပြီးရောင်းနေအခုလောလောဆယ်တော့ဒီဈေးပဲအကျိုးဆောင်ငါဒါလေးဆိုလို့ရှိရင်ကျွန်တော်ခုနှစ်သိန်းပဲယူပြီးတော့ရောင်းမှာပေါ့နော်အဲ့နေရာမှာမြန်ကျွန်တော်တို့ဒါငွေထုတ်ကပြီပေါ့နော်ကျွန်တော်တို့ငွေချေရပြီဆိုရင်တော့ဈေးနှုန်းပြောင်းလဲလေးရှိပါတယ်ဆိုတဲ့ဟာလည်းပြောကြားချင်ပါတယ်ရှင်ဝယ်ယူသူများအလုံးရောင်းချသူများအလုံးလုပ်ငန်းသူများအလုံးနှိစင်နေတိုင်းအောင်မြင်တိုးတက်ပါစေလို့ကျွန်တော်တို့89ဘက်လီမီတာဆိုတဲ့စုဆောင်မှာတချို့ပြောကြတယ်အမရေကျွန်တော်ကျွန်တော်တို့အပ်ထားတဲ့မြေခွက်လေးရေဗီဒီယိုဖိုင်မလွှင့်ပေးသေးဘူးလားဆိုတဲ့ခါကျဈေးမပြတ်သေးလို့ဒီမြေခွက်လေးကိုပဲပြည့် ဥပမာအခုကျမရောင်းတာ465သိန်းဒီနေရာမှာ900ခေါ်ကြတယ်600ခေါ်ကြတယ်ဆိုတဲ့ခါကျတော့ဒီဈေးတိုင်းလိုက်ရောင်းပေးနိုင်လို့ရှိရင်လိုက်ရောင်းပေးပါဆိုတဲ့ဟာလေပြောချင်တယ်နော်ဒီဈေးတိုင်းရောင်းပေးနိုင်နေဆိုလို့ရှိရင်လာရောက်ရောင်းချနိုင်ပါတယ်ကျမဗီဒီယိုဖိုင်တင်ပေးပေးပါမယ်ကျိုးဆောင်ပေးပါမယ်ရှင့်